အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့လေဘူးကြောင့်ပြောသူကိုတင်ကြောင့်လည်းကိုပြောပြီးတော့လေဘူးကြောင့်ပြောလေဘူးကြောင့်ပြောအောင်ဆိုရင်ကျွန်တော်တော်တော်လေးကိုဗျာမနေ့ကပွဲစဉ်ကြည့်ပြီးတော့ပြောစရာစကားကြီးတော်တော်လေးကိုမင့်နေရပါတော့ဘာလို့လဲအသင်းရဲ့သွားရတဲ့ပုံစံကလည်းတော်တော်လေးကိုအဆင်မပြေဘူးပြီးတော့ခုနကတခါကျရင်နီးပြလည်းဘာတွေလုပ်နေမှာမသိဘူး ။နောက်နောက်ပေါ့ကျွန်တော်မနစ်ကဒါကျွန်တော်တို့အာလီစော့ကိုကျွန်တော်ချီးကျူးခဲ့တာကျွန်တော်အများကြီးရှိတယ်။ပြောတဲ့တော့ပြောရမှာပဲ။အဲ့တော့လက်ရှိမှာဒါကျွန်တော်အနေနဲ့ကျွန်တော်မြင်တဲ့အချက်လေးကျွန်တော်နည်းနည်းလေးပြောပါဦးတော့။မနစ်ကပေါ်ကျွန်တော်ကြည့်တယ်။ပထမဆုံးအချက်လုံးဝလက်မခံခြင်းနဲ့လက်ခံဒီနေ့ကျွန်တော်တို့ပန်ဒစ်ကိုရန်ကဂျင်မီကာရီကာကိုရန်ပြောထားတဲ့အချက်တခုကျွန်တော်လည်းအဲ့ဒါကိုလက်ခံတယ်။ဆာလောက်ပွဲတိုင်းသုံးလို့မရတော့ခနာတာကြီးကဝန်နေစရာအချက်တခုဖြစ်သွားတယ်တကယ်ပြောတာကျွန်တော်ဝန်နေစရာအကြီးမားဆုံးအချက်တခုဖြစ်လာဆာလာကိုဘယ်နည်းနဲ့မှဒီပုံစံအတိုင်းရည်ရှိသုံးလို့မရဘူး မရတော့ဘူး။ဆာလာဒီကလိုင်းဖြစ်လာတယ်။မနစ်ကတော့ကျွန်တော်တို့ဟိုလုံးဝသူ့ရဲ့ရှိသမျှဥစ္စာတွေအကုန်လုံးသူပေါက်ကွဲပြခဲ့တယ်။သူနဲ့သူဒါအကုန်ပဲဆိုတော့သူပြသခဲ့တယ်။တကယ်ကိုလမ်းပြန်ထွက်နေတဲ့ခြေစွမ်းသူမနစ်ကပြသခဲ့တယ်။အဲ့ဒါအကုန်ပဲဆာလာအတွက်သာဟာဟုနာဘောတခါကျရင်လက်မခံခြင်းပဲလက်ခံမယ့်အရာတခုဖြစ်လာခဲ့တယ်။ပြီးနောက်တစ်ချက်ကူနာတင်းကူနာတင်းနေတဲ့လက်ရှိမှာလီဗာပူးအသင်းကိုကောင်းတဲ့မှာရှေ့ရလာဆိုရင်မေကွန်နေမေးရမယ့်တဲမှာပါလာတယ်။တကယ်ကိုမေးစရာဖြစ်လာခဲ့တယ်ဖျားဆူ ဘာလို့သူ defend လုပ်နေတဲ့ပုံစံတွေကတခါကျရင်ဟိုပြောမှာစဗျာမနစ်ကကူနာတီနဲ့တခြားစီပဲကစားမှာဆိုဗျာကျွန်တော်တို့ဒါလက်ရှိမှာ consistency ရှိပါဟုတ်တယ်မနစ်ကလည်းကောင်းကင်လေဆိုမှမဲ့ဒီနေ့မှာဆိုဗျာကျွန်တော်မနိုင်ပါဘုရုတနာလဲဆိုဒီလား van night ကိုတနာတယ် van night ချင်မကြပါဘူးမနိုင်ပါ van night ကချင်ကြဒါပေမဲ့ဖူးဘက်နှကောင်ကလည်းအာနီ overlap လုပ်ဖို့ပဲစဉ်းစားနေတာ လုံးဝ overlap လို့နီးပြရင် instruction နဲ့လည်းအများကြီးဆန်ပါဘူးနော်ဆိုတော့ကျွန်တော် overlap လို့ပြောတဲ့ချင်းကိုစဉ်းစားနေတယ် corner bradley ကထားပါဒါခုနကပြောဆို corner bradley လည်းမမှန်ကျွန်တော်မြင်ဘူးတဲ့ corner bradley နဲ့လုံးဝမတူတော့ဘူးဒါခုနကပြောဆိုပြီးအသင်းတစ်သင်းကပါဗျာနော်ကျွန်တော်ဒါကန်ဆိုးကျင်ပြီးဆိုရင်သူများတွေတက်ပို့ပြီးတော့ကန်ဆိုးတဲ့စောက်ကျင်နေအမြဲတမ်းရှိလေဘဘူးကအဲ့ဒီပုံစံမျိုးကိုလက်ရှိမှာညင်နေတွေ့နေရတဲ့ပုံစံလေးတွေဖြစ်လာခဲ့တယ်ဗျာနော် one day စရာတစ်ခုပေါ့နော်ဒါကျွန်တော်တို့အဲ့ဒါကဘာလို့ဆိုတော့ တချို့ကစားသမားတွေကလီဗာပူးအသင်းဒီနှစ်မှာဝယ်ခဲ့ကစားသမားမှားယွင်းတဲ့ကစားသမားတွေစတင်ပြီးတော့တဖြည်းဖြည်းပေါ်လာခဲ့တယ်။အသင်းရဲ့ profile မကိုက်တဲ့ကစားသမားတွေစတင်ပြီးပေါ်လာခဲ့ပြီလားဆိုရင်ဘီကွန်ပြီးရမယ်။ဒီနေ့မှာကျွန်တော်ခင်ဗျားတို့ပြောရင်ကျွန်တော် controversy ဖြစ်နိုင်တယ်ဆိုတာ Florian Risk ကိုကျွန်တော်ခုချိန်နေမတင်သေးဘူး။ Florian Risk ကိုအခုချိန်မှာခင်ဗျားကဂိုးသွင်းနိုင်တဲ့တိုက်စင်မှုတယောက်ရဲ့ capable ဖြစ်မဲ့တောင်းပန်နှစ်ယောက်ရဲ့ထားပြီးမှာဆို Florian Risk ကအရင် Florian ဖြစ်လိမ့်မယ်။ အဲ့ဒါမှကျွန်တော်အဲ့လိုပြောပြောကျွန်တော်ဒါကျွန်တော်လီဗာကူဆင်မှာတုန်းကတိုက်စစ်မှာပက်ထရစ်ရှစ်လိုကောင်မျိုးကူတောင်းမှာဒါကျွန်တော်ဂိုးလေးနည်းနည်းသွင်းနိုင်တော့မှနောက်ကဖီးလုံနိုင်တဲ့ဖလိုရီယန်ရစ်ဖြစ်ခဲ့တယ်ဘောနော်အခုချိန်မှာမဖြစ်လဲဆိုတော့ဟျူဂိုအဂီဒီဂီကလည်းဒါကျွန်တော်တို့ e-set အသင်းစီ100%ရောက်လာပြီးကျွန်တော်သူ့အနေနဲ့မိနစ်တွေအများကြီးမစောအောင်သူကိုယ်တိုင်လည်းတင်တာပါဆိုပေအမနိုင်မှမဆိုလက်ရှိမှာဆိုကျွန်တော်ပုံမှန်လေးပြောတာ e-set ကောဒါအဂီဒီဂီနဲ့နေအောင်မဆိုကျွန်တော်ဒါမနေ့ကအဂီဒီဂီဒါပွဲတဲ့ဝင်လာတဲ့အချိန်မှာအဂီဒီဂီရဲ့ impact ကပိုကြီးမှားတယ်ကျွန်တော်အနေနဲ့မြင်တယ် ဒီပြအနေနဲ့အီဂီတကီကိုပို့ပြီးတော့အီဆက်ထပ်ပို့ပြီးခုချိန်မှာနေရာပေးသင့်ပြီလို့မြင်တယ်။အီဂီတကီနဲ့အီဆက်ရဲ့ဒါကျွန်တော်တို့က Florian Risch ရဲ့ဒါချိတ်ဆက်မှုတွေကဘယ်လောက်ထိ impact ပေါ်ကြီးမားနေလဲဆိုတော့ကျွန်တော်တွေ့ခဲ့ရတယ်။ဒါပေမဲ့ Liverpool ရဲ့နောက်ဆုံးတစ်ခုပြောချင်တာလက်ရှိမှာကစားသမားရဲ့အရန်ပေါ်ပြပြနိုင်လို့နေ။ဒါကျွန်တော်ခုနကပေါ့ခင်ဗျ tactical ပိုင်းညာခင်ဗျချိတ်လို့ပြောလို့ရတယ် Liverpool အသင်းရဲ့ကစားသမားတက်တော်များများက you will never walk alone ဆိုတဲ့စကားလုံးခေါင်းထဲမှာမထည့်မင်းနဲ့အရန်ပေါ်ပြပြနိုင်လုံအောင်ကြည့်လို့ကျွန်တော်နေမြင်တယ်။ အဲ့အဲ့တော့ခုနကဗာဂျယ်ဖန်နိုက်ပြောတဲ့အချိန်မှာဒါကျွန်တော်ကွင်းတွင်ပြင်ပတွေမှာအများကြီးပြောစရာရှိတယ်ဆိုတော့ဒါမျိုးတွေဖြစ်ဖို့များတယ်။ကစားသမားအနေနဲ့ခုနကလက်ရှိမှာမနစ်ကကစားသမားဆိုဗျာဒါကျွန်တော်တို့အာလူလူဘာလို့ဆိုတာအာလူဆိုဗျာခင်ဗျားသူ့ဟာသူအသိပြောမှာ professional ဘလောက်ရှက်ဆန့်ခဲ့လို့ဒီနေ့ဒီလိုနှစ်မှာပို့ပြီးတည်တာပါခဲ့တယ်။အာလူဒါမနစ်က impact အသိမှာဘလောက်ကြီးမှာလဲအခုလက်ရှိမှာ Jeremy Frankwan ဝယ်တဲ့ Connor Bradley ဘဒူးမအာလူခြေပြောင်းမမိဘူး။ဘဒူးမအာလူခြေပြောင်းမမိဘူး။ Frankwan ဆိုဗျာတိုက်စစ်အာတန်တဲ့ခါမှာ အာနိုးနောက်တန်းမှာရှစ်တိဖြစ်တယ်ဆိုရင်တော့မှဖရင်တောင်ရှစ်တိဖြစ်တာကပို့ပြီးတော့ဆိုးတယ်ကော်နာဘရလီကလည်းလက်ရှိမှာဒါကျွန်တော်မမက်ရဗျာကျွန်တော်ကော်နာဘရလီရီယယ်မက်ဒရစ်နဲ့ပွဲစဉ်မှာကစားခဲ့တဲ့ကော်နာကအမ်ပါပီကိုအိတ်ထဲမှာထည့်ခဲ့တဲ့ကော်နာဘရလီဟုတ်မှမဟုတ်နေတော့တာမမေကောနာဘရဒီစပေါ်တဲ့ချိန်မှာကျွန်တော်တို့ယူသွမှုတွေဟာအမှန်တမ်းပြောအာနိုးတော်မလူလောက်ဘူးဆိုတဲ့မျက်လုံးတော်မြင်ခဲ့ရတယ်မှာပါတယ်။ဒန်ရပြီးခဲ့ကောနာဘရလီကကောနာဘရလီနဲ့မတူတော့ဘူး။သူ့အနေနဲ့သူ overlap မှာသူ లై မဆွန်နိုင်သူခံစစ်မှာသူအနေနဲ့အာနေမှုတွေကိုပြောလာခဲ့တယ်။ပြဿနာကဘာဖြစ်လာလဲ ခံစားပဲမှာဗန်တဲ့တကောင်လွေတကောင်မှသုံးမကြတော့ဒီပြက်ကလည်းပူဆိုးတာကလက်ရှိမှာဝယ်ပေးထားကစားသမားတော်ဝင်ရဆွတ်ဆက်ပြီးသုံးပြီးနေလာတော့မသိပေမဲ့ left back မှာကရာကက်စီဘလူးမှအဆင်မပြေဘူးကျွန်တော်ပြောနောက်ပိုင်းပွဲစဉ်မှာ Robertson အသက်အရွယ်တစ်ခုရ Robertson ကိုသုံးကြည့်ကျွန်တော်ပြောတာ impact ကရှိရင်ရှိနိုင်တယ် Robertson ဒါကျွန်တော်မေးပြီးပေါ့နော် Robertson ဒါကျွန်တော်တို့နောက်ဘက်တောင်နောက်ဆုံးပြမဖြစ်နိုင်ဘူးဆိုရင်တော့မှဒါ3 back formation တော့မှာ Robertson စနာဘက်မှာဒါကျွန်တော်တော့မှာ Jeremy Frimpong right ပေါ့ Kraggess ကိုလာ left wing back တော့မှာဒါကျွန်တော်တို့ right wing back မှာဒါကျွန်တော်တို့ Jeremy Frimpong တော့မှာသူတို့ဖြစ်နိုင်မဲ့ facility ကိုလုပ်ဖို့ရှိအဲ့တော့ Arnislo အနေနဲ့ကိုတိုင်ကလည်းလက်ရှိမှာတစ်ခါကျရင်ခေါင်းမှာလွန်အားကြီးတယ်ကိုရီဂက်ဘူတလောက်ဒီ confidence ကြီးဆုတ်ပြတ်တတ်နေပြီ နောက်ဆုံးမြောက်ဥကီကိုကြီးကဘူးသူမထုတ်ဘူးနောက်ဆုံးကျသူမထုတ်ဘူးโอเคနားလေတယ်ဆာလာကိုဘာလို့ဒီရောက်ထိမင်းနေအရှိပေးထားတယ်ကျွန်တော်ဆာလာဘလို့မှဆင်မပြေတော့ဘူးသူ့နဲ့ခီးရဲဆာကျွန်တော်ပြောခဲ့တယ်ပဲခီးရဲဆာနဲ့ပတ်သက်ပြီးတော့အာနီစလော့ရဲ့ stance တကူကလုံးဝပြောင်းနေသင့်ပြီပြီးတော့ဒုနာဘူးပဲတခုအရာတွေကိုလည်းပြောင်းလဲမရမယ့်အချိန်မှလည်းပြောင်းလဲဖို့အတွက် sources စုံဖြတ်ချက်တွေကိုဒါအာနီစလော့တယောက်လုတ်ပြဖို့အတွက်အချိန်တွေတန်လာပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ဘူးရှစ်တွေကိုလည်း short သင့်ပြီလို့မြင်တယ်ပြီးတော့ခုနကပြောလို့ကစားသမားတော်တော်များများရဲ့စိတ်ဓာတ်ပဲ ကြားရတဲ့လူကကြားနေပြီမဲ့တချို့ကစားသမားတွေကအလုံးကအစွမ်းကုန်ပေးဆပ်ဖို့တော့ ready ဖြစ်နေဥမာဗျာကေးစားလို့ကောင်းမျိုးကေးစားနေတဲ့အခုလက်ရှိမှာဒီနှစ်မှာသူ့ကိုအသင်းကနေပြီးတော့ဒါအသင်းဘက်ကထွက်ခွင့်ပြုတယ်ကေးစားမမက်ရအသင်းကထွက်ခွင့်ပြုချိန်မှာသူ့ဂိုးတွေတွင်းပြီးဒါကျွန်တော်လက်ရှိမှာသူ Titan လောက်အသင်းကို contribute ပြန်လုပ်တဲ့ချိန်မှာသူ့ကိုယ်တိုင် okay ငါ Liverpool မှာတည်ရရငါစူးစမ်းကြည့်ချင်တယ်ဆိုပြီးတော့ဒါမမက်ရဒါသူ့ကိုယ်တိုင်စူးစမ်းခဲ့တဲ့အနေထားတစ်ခုရောက်သွားတယ်ဒါပေမဲ့သူ့ကိုအသင်းဘက်ကစူးစမ်းကိုမပေးဘူး Arnislot ဘက်ကလည်းသူ့ကိုစူးစမ်းကိုမပေးဘူးအဲ့တော့ဦး ဖြစ်တဲ့အချိန်မှာကျွန်တော်နေမကောင်းဖြစ်တယ်လို့စုံဖြစ်တယ်လို့ဖြစ်သွားတာပေါ့နော်တကယ်ကျွန်တော်တို့ကအကုန်လုံးကိုစုံဖြစ်တယ်လို့ဖြစ်သွားတဲ့အနေထားမှာရှိတယ်။ဒါဝင်နေစရာတစ်ခုဖြစ်သွားပြီပေါ့နော်။အဲ့တော့မိတို့မယ်ဆိုစီကောင်မို့တကယ်တမ်းဒါနင်းသားငါလာဟေးဆိုတဲ့ movement တွေမှာတော်တော်လေးကိုပြောစရာတစ်ခုအနေနဲ့ဖြစ်လာခဲ့တယ်။လေပပူးသေးတယ်ခုနကလိုအပ်ချက်တွေကဒါကျွန်တော်တို့ဒါလာမဲ့ဆောင်းရတဲ့မှာလူဝယ်တယ်မဝယ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုယ်တိုင်လဲဒါကျွန်တော်အများကြီးပြောင်းလဲသိပြီ။အရင်က man manage ပဲမယ်။ တော့ကျွန်တော် right wing နေရာမှာငါဘလူးတင်မယ်ပြီးတော့နှုတ်နာပဲလူငယ်တွေကိုနေရာပူတင်ပေးတင်ပြီလို့မြင်တယ်ဟိုလက်ရှိမှာဗျာကျွန်တော်တို့ဒါရှိမှာကုနာတေးစုံနေတာတက်ဆိုင်ဒီနေရာမှာဒါကတော့မကျွန်တော်တို့ဒါဟိုဒီတော့ပို့ပြီးတဲ့ charger တောင်အခုလက်ရှိမှာပြဗနပွဲဆုံးပြီလားဒါတော့၄ပွဲဆက်ရှုံးသွားပြီ Premier League မှာ၃ပွဲဆက်ရှုံးလာခဲ့ပြီဒီတက်ပို့တကောင်နဲ့လည်းညာမနဲ့တော့ပြောတော့ risk UB လုတ်တဲ့ဥစားကြီးလည်းအများကြီးအများကြီးပေါ်လာပြီလို့ကျွန်တော်နေနေမြင်တယ်100%ပဲ အဲ risk ယူပြီးမယုတ်ဘူးဆိုရင်တော့ဒီတိုင်းမဆက်သွားမယ်ဆိုတော့အသိအခံရမှာပဲလေဘဘူးတဲ့လာမဲ့ဘက်မှာဒီထက်ခုနပေါ်ပြတာကျွန်တော်တို့ဂျိုင်းတမန်ဒါကျွန်တော်တို့ချန်ပီယံလိဂ်အောင်မယ်ပြီးရင် Premier League ပွဲစဉ်ဆက်ကန်အောင်မယ်အဒီနှစ်မှာတော့ခုန Premier League ရသည်ဖြစ်စေဒါချန်ပီယံလိဂ်ရသည်ဖြစ်စေအဲ့ဒါကြီးခေါင်းထဲမှာရှိဖို့လက်ရှိမှာမလိုသေးဘူးဒါပေမဲ့လက်ရှိမှာအာနီစလော့အနေနဲ့သူပြောင်းလဲဖို့တော့လိုပြီမကောင်းတဲ့အရာတခုကိုပြောင်းရတာရှက်စရာမဟုတ်ဘူး။ကောင်းနေတဲ့အရာတခုကိုမပြောင်းလဲတာကလားလေလို့ရပြီ။မကောင်းတဲ့အရာတခုကိုပြောင်းလဲဖို့ကြိုးစားနေရှက်စရာတခုမဟုတ်တော့ဘူး။အဲ့တော့ ကစားတချို့ကစားသမားတွေလက်ရှိမှာလေဘဘူးအသင်းမှာရေရှည်ရဆက်ပြီးတော့ဆာလာဒီနောက်နှစ်မှာထွက်တဲ့ကစားသမားတယောက်ဖြစ်သွားပြီဖြစ်နိုင်မယ်ဆိုရင်ဒီနှစ်ဆောင်ရသည်မှာဒါဆော်ဒီအသင်းတွေသာလာဝယ်မယ်ဆိုရင်ဆာလာကရောင်းကိုရောင်းတဲ့ကစားသမားဖြစ်သွားပြီမေးပြီးမှဆိုရင်လက်ရှိမှာဆာလာရဲ့ဆာရုပ်ကြဒါကြောင့်လာမယ့်တစ်နှစ်ကြံသေးတဲ့အတွက်ကြောင့်မို့လားဆာလာကိုဒီနှစ်ဆောင်ရသည်မှာရောင်းမယ်ဆိုရင်မေးပြီးရပတ်စံရသွားမယ်ပတ်စံရသွားမယ်ဆိုရင်အဲ့ဒီစာချုပ်အဲ့ဒီပတ်စံကိုဒါကျွန်တော်တို့လာ Dragon ကစားသမားတယောက် invest လုပ်လို့ရတယ်ဒါမေးပြီးအဲ့ကစားသမား invest လုပ်ဘူးဆိုရင်တော့မှလူငယ်နေရာပေးရမယ် အာန်ဂျီနိုအနေနဲ့လက်ရှိမှာသူကိုယ်တိုင်ကလည်းခေါင်းမမာတာတွေကိုကစားသမားအကြတွေကိုလက်ခံအမနေလာမှရှိလာခဲ့ပေါ့။အဲ့တော့လီဗာပူးတင်တဲ့ဒီနည်းနဲ့ပြီးတော့နောက်ခုနောက်ပေါ့ကွင်းလယ်ပိုင်းအရင်တော့ကလည်းမတူတဲ့ကွင်းလယ်ပိုင်းဖြစ်သွားအဲ့တော့ technically ကခင်ဗျားတို့ကကျွန်တော်တို့ကပူနားလည်မယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တိကျတဲ့ဘာများပြောင်းလဲဆိုတော့အဲ့ဒါရှေ့ပွဲမှာဒါ Florian Risk ကိုသူမထည့်ပေးနေတာကျွန်တော်တို့မနစ်ကကောင်းခဲ့တဲ့ကွင်းလယ်ပိုင်းကိုသူပြန်လုတယ်။အဲ့တော့ gravity out တဲ့ဆက်ဆက်ကြိုးစားနေရတဲ့အတွေ့အ Macalister ဆိုအရင်တော့ငါတို့ကျွန်တော်လွန်ခဲ့အဲ Macalister ခြေသွွားကြရတယ်ကြိုးစားတော့တနစ်တစ်ကောင်းတယ်လို့ပြောတယ် Macalister ဒါ Liverpool တင်ရောက်ကြတယ်ဒါ consistency အရင်ပြခဲ့တယ်ဒါပေမဲ့နောက်တစ်ယောက်ကတော့ Van Dijk နဲ့အတူကောင်းတနာဖို့ကောင်းတယ်ဆိုဖို့ဆိုင်မယ်နေရာဆိုသူဆော့ပြီးမနေရာဆို right back ရောက်သွားတယ် left back ရောက်သွားတယ် AM ရောက်သွားတယ်ရှေ့တမြအကုန်ဆော့တယ်မနေ့ကကတော့ပဲဂက်ကူတကောင်ပြတိုင်၄ချိန်တည်းရဲ့ကျွန်တော်တော်တော်လေးကိုလီးတယ်။ဘာကောင်လဲကွာဆိုပြီးစဉ်းစားမိတယ်ပေါ့နော်။အဲ့တော့အာ လူဝဲချက်တွေကခမလက်ဘဘူးကတော်တော်လေးကိုများလာပြီအဲ့လူဝဲချက်တွေအချိန်ပြီးဖြည့်နိုင်ပြီမဖြည့်နိုင်ဒီအသင်းကဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်လို့ကျွန်တော်အနေနဲ့ပဲမြင်တယ် ိုက်တက်ဖူးလာမယ်ဆိုရင်တော့ဘာမှလုံးလို့မရတော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ခုနကအခုချိန်မှာပြင်လို့ရသေးတယ်စောသေးတယ်အမှတ်တည်းလည်းအရမ်းမကွာသေးဘူးအဲ့ဒီဥစားပြင်လိုက်မယ်ဆိုရင်တော့လက်ရှိမှာလည်းဘဘူးသူလက်မှန်ပုံစံပေရောက်သွားနိုင်တယ်လို့မြင်တယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကမီပေါ့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0ဆိုနေဒီ void တို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်တော့နေလေးနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးအေးဆေးဆေးကြည့်ကြရပါဘောအားလုံးပဲကြိုတူပါတယ်မြန်မာလက်ကလစ်ပြီးကြပါမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒီပေါ်ဗျာအားလုံးပဲကြိုတူပါတယ်